သားဟင်းတွေလည်းမစားချင်ဘူးဆိုရင်တော့အခုလိုဘဲဥနဲ့ခင်းသီးလေးကိုမကြီးရည်လေးနဲ့နမ်းငုတ်တီထောင်းဆက်ဆက်လေးနဲ့စားလို့ရှိရင်အရန်ကမှအရသာရှိပြီးထမင်းမိန်နဲ့ ဘဲဥခရမ်းသီးပဇွန်6နှစ်မကြီးရင်နဲ့ဟင်ကောင်းလေးလာမြောက်ပေးပါမယ်ခင်ဗျာအရင်ဆုံးခရမ်းသီးကိုကြာတော့ကိုကြိုက်နေတဲ့ခရမ်းသီးကိုရွေးသုံးလို့ရပါတယ်ကျွန်တော်ကြာတော့အရှိစားကိုရွေးသုံးထားပါတယ်အနီတော်အပိုင်းလေးတွေဖြတ်ပြီးသွားပြီဆိုရင်တော့စားထည့်ထားတဲ့ရေထဲမှာခရမ်းသီးလေးတွေမင်းမသွားအောင်စိန်ထားပေးပါကဲဒါဆိုလို့ရှိရင်တော့ချက်မဲ့ဦးတွေထဲမှာစီလေးအတင်တင်လောက်ထက်ဆွနှင်းမုတ်လေးအနည်းငယ်ထက်စီလေးပူလာပြီဆိုရင်တော့ကြိတ်ထားတဲ့ကြက်သွုံမျိုးကြက်သွုံနေလေးတွေပါတခါတည်းထဲမီးလေးဖြည်းဖြည်းလေးနဲ့ကြက်သွုံစိမ့်နှံလေးပျောက်သွားတဲ့အထိချက်ပါမယ် ျက်သွန်စိမ့်နှံ့လေးပျောက်သွားပြီဆိုရင်တော့အနှစ်လေးကောင်းစီဖို့ပဇွန်ကြောက်လေးပါတခါတည်းထဲအယောင်လေးတွက်ကြတော့အစိမ့်မုတ်လေးအသင့်တင်လောက်ထဲပဇွန်ကြောက်လေးတွေမွေးသွားတဲ့အထိမီလီဖြည်းဖြည်းနဲ့နောက်ထပ်တစ်ခေါက်ပြန်ချက်ပါမယ်။ကဲပဇွန်ကြောက်အနှံ့လေးတွေလုံးဝမွေးကျန်လာပြီဆိုလို့ရှိရင်တော့ရေလေးအသင့်တင်လောက်ထဲပါမယ်။တမျိုးနဲ့တနည်းချက်နေမတူတာမို့အဆုံးထိကြည့်စေချင်ပါတယ်။ကဲဒါဆိုရင်ရေနဲ့တန့်စင်အောင်စီရတဲ့ခရမ်းသီးလေးတွေထဲအရသာကိုကြတော့အချိုမုတ်ထဲအသားမုတ်လေးအနည်းငယ်ထဲငပိရေကြိုးလေးထဲ ဟင်းရည်လေးနဲနေမယ်ဆိုလို့ရှင်ရည်လေးအသင့်တင်အောင်ထတ်တယ်ထက်လိုက်တဲ့အရသာလေးနေအပေါ်အောက်တမသွားအောင်လို့လုံးမီပြီးဆိုလို့ရှင်เนาะအဖုံးလေးကိုလုံအောင်ပိတ်ပြီးတော့မီလေးပုံမှန်လေးနဲ့ပပွက်ဆူလာတဲ့အထိချက်ပါမယ်ဟင်းအိုးလေးနောက်ထပ်တစ်ကြိမ်ပပွက်လေးပြန်ဆူလာပြီးဆိုလို့ရှင်เนาะအပေါ်အောက်နှံ့အောင်တစ်ခါတော့ပြန်ပြီးတော့မွေပေးပါဒီအချိန်မှာအခြားအသားငါးနဲ့ချက်မယ်ဆိုရင်ချက်လို့ရပါတယ်ဒီမှာဘဲဥနဲ့ချက်ပြထားပါတယ်ဘဲဥကိုကြတော့အလုံးလိုက်ချက်လို့ရတယ်လို့အခုလို့နှစ်ချမ်းခွဲပြီးချက်လဲရပါတယ် တချို့ကအနစ်ကိုမောက်ရက်ချက်တယ်လို့ကျွန်တော်ကြတော့အနစ်ကိုအပေါ်မှာပက်လက်ချက်လေးရှိပါတယ်ပက်လက်နဲ့မောက်ရက်ချက်နီးမှာဘဲချက်နီးကပိုရတာရှိတယ်ဆိုရင်တော့ comment အောက်မှာရေးပြတော်လို့လည်းရပါတယ်အဖုံးလေးကိုလောင်းပိတ်ပြီးနောက်ထပ်တစ်ချိန်ပပွက်လေးပြန်ဆူလာပြီးဆိုလို့ရှိရင်တော့စားလို့ရှိရင်ဂရင်းမိန်စီဘူးမကြီးရဲ့အနစ်လေးအနေတော့အတင်တင်လောက်ထည့်ပါမယ်ခင်ဗျာအချင်းဟင်းမကြိုက်ပဲပုံမှန်အရသာလေးနဲ့စားချင်တယ်ဆိုလို့ရှိရင်တော့မကြီးရဲ့ထည့်ပေးစရာမလိုပါဘူးကဲပြောနေရင်ကြာလို့မီးလေးကိုအနေတော်လောက်ပြန်ရှော့အဖုံးလေးကိုလောင်းပိတ်ပြီးတော့နောက် ်ထန်းဟင်းရည်လေးအနေငယ်ခန်းသွားတဲ့အထိချက်ပါမယ်။အရည်လေးအနေငယ်ခန်းချောက်လာပြီဆိုလို့ရှိရင်တော့အပေါငံအရသာလေးကိုမြည်တင်စိတ်ကြိုက်လိုအပ်တာလေးတွေထပ်ထည့်လို့ရပါတယ်ခင်ဗျာ။သူနဲ့တွဲစားရင်အရန်ကိုမှလိုက်တဲ့ငပိတောင် လုံနီလေးပါတခါတည်းလိုက်ကြည့်ပါမယ်။စင်းစံငပိအသင့်တင့်ထဲလော်ထားတဲ့ကျွတ်တွန်ပြူလေးထဲအချိုမုတ်လေးအနေရလောက်ထဲအသားမုတ်အသင့်တင့်ထဲတမအောင်တစ်ခါလောက်ထောင်းပေးပါတသားတည်းဖြစ်သွားပြီဆိုရင်တော့ ရယူမေးရတဲ့ထူနာငါးလေးကိုသုံးရမယ်မသုံးချင်ဘူးဆိုလို့ရှိရင်အချာငါးကင်းနေနဲ့ရွေးသုံးလဲရပါတယ်ငြုတ်သီးလော်ထားတာလေးထက်တာမြာသီးအနံ့လေးရစေဖို့တစ်စိမ့်လောက်ပဲညှစ်ထည့်ပေးပါတမအောင်လို့အပေါ်အောက်တစ်ခါလောက်နှံ့အောင်ထောင်ပေးပါအဖို့ငံရတာကိုကြတော့တင်းစိတ်ကြိုက်ပြန်ပြီးတော့ပြုပြင်လို့လဲရပါတယ်ကျွန်တော်ကြတော့အချင်းမှအများကြီးထည့်မသုံးထားပါဘူးဘာကြောင့်လဲဆိုတော့ဘဲဦးနဲ့ခရမ်းသီးဟင်းမှာအချင်းတက်ပါပြီးသားမို့ပါကျွန်တော်လိုထမင်းမိန်ချင်တဲ့ချင်းညီကိုတွေငပီတောင်းဆက်ဆက်လေးနဲ့ဘဲဥခရမ်းဒီအချင်းဟင်းလေး ချက်စားကြကြပါ။ဟုတ်ပါပါ။ဒီနေ့တော့ကျွန်တော်တို့ဘိုင်နက်စားမယ်ဆိုလို့ရှိရင်တော့ဘဲဦးနဲ့ကျန်ဒီချက်ထားတာလေးရဲ့နောက်ထပ်မွန်နယ်လိုတခွာသီးထူလာငန်းငပိတောင်းလေးရဲ့နောက်ထပ်ဒါပါအရွက်လည်းမသိအဖူးတော့ဖူးမပါဖူးလည်းမသိ။ဟုတ်ပါဗျာဒီနေ့တော့အားပါရ။ဆုံးကြောင်းလည်းပါတယ်ပြီးရင်ခန်းကျင်ဒီအနှစ်လည်းအဲခန်းဒီအနှစ်လည်းနိုင် လူလေးစားတဲ့သူကတော့တော်လေးလက်ဆက်ကျုပ်အနစ်ပါတစ်ခါအထက်နေ ေတဲ့ဒိကျော်တာဘူးဒိဒီခါစားနော်အင်းဒီနည်းနည်းလိုက်လေးလေးစားရတယ်နော်ချို့ဆက်သိမ်းစစ်အစားသိမ်းလို့တော့ပြီးတော့လည်း bị đỏ mặt nhà để lòng mà còn Mm-hmm. င်းအောင်မှာစားလို့ကောင်းတဲ့ဘဲဥရဲ့ခန်းလေးရဲ့ချက်စာကြီးကြည့်ပါငပိတောင်းလေးပါထောင်းမယ်ဆိုရင်ထောင်းကြည့်လုံးဝအဆင်ပြေပါနော်နောက်တင်ဆက်မဲ့ဗီဒီယိုတစ်တူကိုလက်မလို့ရအောင်လို့ like and share လေးနဲ့ follower လေးလောက်တော့ပေးပါဦးထောင်းဆိုချင်ပါတယ်ဒီနေ့ဗီဒီယိုကြတော့ကျွန်တော်ဒီမှာပဲအဆုံးသတ်ပါတော့ခင်ဗျာ bye bye